အလိုအလိုမင်္ဂလာပါဒီကနေ့လေ28ရက်နေ့တဲ့ပိတ်ခေါ်တာလည်းလောက်ကခွင်းလန်းနေလို့ထပ်မှပြီးတော့ပေါ်ပြပြေးတော့မှဖြစ်ပါတယ်အမစောင်းဖွဲ့နေနေဆို CFN ဖက်ကမန္တလေး region location အတွက်ခေါ်ထားတဲ့ position ကတော့ finance officer ဖြစ်ပါတယ်အဲ meet ဆိုတဲ့ organization ကလည်း city တွေ project coordinator ဆိုတဲ့ position ကိုဖိတ်ခေါ်တာတွေ့ရပါတယ် IRC ကတော့ရခိုင် deposition တခုခေါ်ရတာပြရပါတယ်ပထမတစ်ခုကတော့ medical doctor အတွဲပေါ့နော်နောက်တစ်ခုက mobile clinic nurse စီတင်ညာနဲ့တက်ဆိုင်တဲ့ position တွေကိုခေါ်ရတာပြရပါတယ်လို့နောက်တစ်ခုစီတခုအနေနဲ့ကြည့်မယ်ဆိုရင် HEKS ရဲ့ဖွဲ့ကလည်း PM ဘာအန် location တက်ကို final and administrative officer ခေါ်ရတာပြရပါတယ် WWF အဖွဲ့ကလည်း home base with fee visits အတွက်ကိုကျွန်တော်တို့ consultancy assignment ဆိုတဲ့ position ကိုကျွန်တော်တို့ပို့ခေါ်တာတွေ့ရပါတယ်လို့ပြီးတော့ ICRC အဖွဲ့ကလည်း Rockhine data အတွက်ကို administrative assistant position ခေါ်တာတွေ့ရပါတယ်လို့ပြီးတော့ TTDHL အဖွဲ့က Yangon base အတွက်ကို project assistant ခေါ်တာတဲ့ position နဲ့လည်းတွေ့ရပါတယ် အဲနောက်ဆုံးတစ်ခုကတော့29ရက်နေ့တည်းနောက်ဆုံးဖွဲ့စည်းကြွန်လာတဲ့ဖွဲ့စည်းကတော့ PUI ဆိုတဲ့ဖွဲ့စည်းကဘာအတွက်ပေါ့နော်ဒီခေါ်လာတဲ့ position ကတော့ administrative and finance manager ဆိုတဲ့ position ကိုဒီကနေ့29ရက်နေ့အတွက်ဖိတ်ခေါ်ထားတဲ့လောက်ကခွင့်လန်းတွေဖြစ်ပါတယ်ဒီနေ့သက်ဆိုင်တဲ့အဲ link တွေကို comment box မှာတွေ့ယူပေးပါ comment box မှာခြားထားပေးပါမယ် အားလုံးကျေးဇူးတင်ပါတယ်လို့ channel လေးကိုလည်း like share and subscribe လုပ်ပါပြီးကိုလည်းမြန်မာရက်ကတောင်းဆိုပါတယ်ပြန်တွေ့ပါမယ်နော်